မင်္ဂလာပါမိတ်ဆွေများခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့လင်းနဲ့သင်္ဘောပေါင်းများသောဝါမျိုးကလေးဗာမျိုးလာတရီကံရဲ့လိုအပ်ချက်ပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ damage of flight 90လင်းရုပ်စုကြီးဘယ်လိုပျောက်ဆုံးသွားခဲ့လဲဆိုတာကိုသိရှိရပါမယ်ဒီနေရာမှာဖြစ်ပေါ်နေတဲ့ roadway လို့ခေါ်တဲ့ပီတရာကျော်မြင့်တဲ့လှိုင်းလုံးကြီးတွေကြောင့်နားလဲသွားပါမယ်တန်တိုင်းမြောင်တွေဘာလို့လမ်းကြောင်းလွဲသွားရတဲ့ဆိုတဲ့တိတ်ပန်နေကြတဲ့အဖြစ်အမှန်တွေကိုပါအတိအကျဘ ഹു သုတရရှိသွားမှာဖြစ်ပါတယ် ကဲအပြေမန်ကိုရှာဖွေဖို့ဘာမြူလာရီဂန်စီကိုသွားလိုက်ကြအောင်ဗျာ1945ခုနှစ်ဒီဇင်ဘာလ9ရက်နေ့အမေရိကန်ရေတပ်က Flight 90လို့ခေါ်တဲ့ဘုံကျဲလေယာဉ်၅စီးဟာပုံမှန်လေ့ကျင့်ပြန်သန်းမှုကောင်းကင်ဘော်ကိုတက်သွားခဲ့ပါတယ်။ရာသီဥတုကတာယာနေတယ်လေယာဉ်မှုတွေကလည်းအတွေ့အကြုံရှိတဲ့သူတွေပါ။ဒါပေမဲ့နိုင်ပိုင်းကြမှာတော့အဲ့ဒီလေယာဉ်၅စီးသလုံးဟာအစားအနာမကျန်ပျောက်ဆုံးသွားခဲ့ပါတယ်။ဘုံမိုးကြောက်စရာကောင်းတာကသူတို့ကိုလိုက်ရှာတဲ့ကယ်တယ်ရေးလေယာဉ်ကြီးပါထပ်ပြီးပျောက်ဆုံးသွားခဲ့တာပါပဲ။ ဒါဂျူသားတွေလက်ချက်လားရှေးဟောင်းကျင်တာတခုလားဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့တဘာဝလုံးဖြစ်ရတခုကဒီနေ့တကင်းပွိုင်းမှာတော့ကဘာကျော်ဘာမူလာတရိကန်ရဲ့လိုဝဲချန်နဲ့ Flight 90လိန်ရုပ်စုကြီးရဲ့ဝမ်းနဲ့တရားနေကုန်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီနေရာကဘယ်နားမှာလဲဆိုတာကြည့်လိုက်ရအောင်ပါအမေရိကန်နိုင်ငံ Florida ပြည်နယ်ကမိုင်ယာမီကမ်းခြေရဲ့ဘာမူရာကျွန်းရဲ့ပါတိုရီကိုကျွန်းရဲ့ ဒီသုံးခုကိုမြင်းဆက်ဆွဲလိုက်ရင်တရိကံပုံတံပေါ်လာပါတယ်ဒီနေရာအကျုံးအဖြစ်စတူရမ်းမိုင်း၅သိန်းလောက်ကျုံးပြီးလွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀အတွင်းမှာလေပေါင်း85သိန်းနဲ့တင်ပေါပေါင်းရာချီဒီအဒီရအတွင်းမှာပျောက်ဆုံးခဲ့ဘူးတယ်လို့မှတ်တမ်းတွေကဆိုပါတယ်ဒီနေရာကိုတင်မင်းတမန်တရိကံလို့ကဘာကျော်စီခဲ့တဲ့ဖြစ်ရကတော့ Flight 90ပါပဲအဲ့ဒီနေ့မွန်လွယ်ပိုင်းမှာကောင်းဆောင်ဖြစ်တဲ့ဘုံမှုချာဒေတာဥဆောင်တဲ့လေရင်၅သိန်းဟာ Florida လေတဲ့စကန်ကနေထွက်ခွာခဲ့ပါတယ် အစာပိုင်းမှာအရာအလုံးဟာပုံမှန်ပါပဲဒါပေမဲ့မွန်လွဲ3နာရီ45မိနစ်လောက်မှာတော့ထူးဆန်းတဲ့အသံတစ်ခုကိုရေဒီယိုကနေကြားလိုက်ရပါတယ်ခေါင်းဆောင်ဒီလာကငါတို့လမ်းကြောင်းပြောင်းနေပြီကုန်းမြေကိုမမြင်ရတော့ဘူးရေပင်ကြီးကလည်းပုံမှန်မဟုတ်ဘူးလို့အကြောင်းကြားလာပါတယ်တကယ်တော့ဒီလာရဲ့လင်ပေါ်ကတန်လိုက်အမြောင်နှစ်ခုသလုံးကပြတ်သွားခဲ့တာပါပင်နေပင်ကြီးထဲမှာသူတို့ပဲရောက်နေမှမသိတော့ပါဘူးဒီနေရာမှာတည်တည်နိုင်တဲ့အမှားတစ်ခုကိုစတင်ပါတော့တယ် ခေါင်းဆောင်ဒေတာကသူတို့ဖလော်ရီဒါကျွန်းစုနာရောက်နေတယ်လို့ထင်ပြီးမြောက်ဘက်ကိုပြန်သန်းဖို့မိတ်ပေးခဲ့ပါတယ်။တကယ်တမ်းသူတို့ရောက်နေတာကဘာဟာမာကျွန်းစုနာမှာပါ။ဘာဟာမာကနေမြောက်ဘက်ကိုပြန်လိုက်တဲ့အခါကုန်းမြင့်တဲ့ဝေးရအဲ့ဒါနဲ့နေသမုဒ္ဒရာလေကောင်းကြီးကိုတိုးဝင်သွားတယ်လို့ဖြစ်သွားပါတယ်။နောက်ကလိုက်လာတဲ့ចောင်းသားလေယာဉ်မှုတွေကသူတို့ဘယ်ရောက်နေမှန်းသိကြပါတယ်။ចောင်းသားတွေရောက်ဆိုရင်တောက်မတော်နောက်ဘက်ကိုသာပြန်သန်းလိုက်ရင်အိမ်ပြန်ရောက်မှာကွာလို့ရေဒီယိုကနေပြောခဲ့တဲ့အတန်ကိုဖမ်းမိခဲ့ပါတယ်။ ဒါပေမဲ့ဆက်သားပြီးပြီးခေါင်းဆောင်ရဲ့အမိန့်ကိုမလွန်ဆန်ရဲပဲတင်မင်းစီကိုဥတီနေမန်တီတီရဲနဲ့လိုက်ပါသွားခဲ့ရတာပါညနေဆောင်တဲ့အခါရာသီဥတုကဆူရွာလာတယ်လိုင်းတွေကြီးလာတယ်စီကလည်းကုန်လူနီးပါးဖြစ်နေပါပြီဒီလိုနဲ့ညနေ6နာရီမိနစ်20မှာတော့ဒီလိုင်းရဲ့နောက်ဆုံးအမိန့်တန်ကိုကြားလိုက်ရပါတယ်အားလုံးပဲပထမဆုံးလေရင်စီကုန်တာနဲ့ငါတို့ရေထဲကိုတပြိုင်တည်းဆင်းကြမယ်တဲ့အဲ့ဒီနောက်မှာတော့အဆက်အသွယ်လုံးဝပြတ်တော့သွားပြီဒီနေ့ထိသူတို့ကိုပြန်မတွေ့တော့ပါဘူး Fly90 နဲ့အခြားသင်္ဘောတွေပြောင်းသုံးမှုဟာတကယ်ပဲတဘာဝလွန်ဖြစ်ရလားသိပ္ပံပညာရှင်တွေကတော့အဓိကအကြောင်းရင်းသုံးချက်ရှိနိုင်တယ်လို့ဆိုပါတယ်။နံပါတ်1လူအမား Fly90 ဖြစ်ရလို့ပဲခေါင်းဆောင်ရဲ့မာယွန်းနဲ့ဆုံးဖြတ်ချက်ကြောင့်စီကုံကပြတ်ကျသွားတာမျိုးပါ။နံပါတ်2ဒီဒေတာဟာမုံတိုင်းအများဆုံးတိုက်တဲ့နေရာဖြစ်လို့ PDL လောက်မြင့်တဲ့လိုင်းလုံးကြီးတွေရုပ်ရည်ရဖြစ်ပေါ်လာပြီးသင်္ဘောတွေကိုချက်ချင်းဝါမျိုးလိုက်တာလည်းဖြစ်နိုင်ပါတယ်။နံပါတ် 3methane gas ရေရောက်ကျမ်းပြင်ကနေမိသိန်းတန်းဝေဘူအောင်ကြီးတွေတက်လာတဲ့အခါရေရဲ့တိတ်သီးသားတွေရော့ကျသွားပြီးတင်မော့တွေကရေပေါ်မပေါ်နိုင်တော့ပဲချက်ချင်းနှမြူသွားတတ်ပါပဲဆိုတော့ဖလိုင်းနိုင်တဲ့ဒိန်အုပ်စုကြီးပြောင်းဆုံးသွားတာဟာဂျိုသားတွေကြောင့်မဟုတ်ပဲစစ်ပစ္စည်းချုံရင်းမှုနဲ့လူသားတွေရဲ့ဆုံးဖြတ်ချက်အမှားကြောင့်ဆိုတာပိုပြီးဖြစ်နိုင်ခြေရှိပါတယ်ဒါပေမဲ့ပင်နေပင်ကြီးကတော့သူ့ရဲ့လူဝဲချက်ကိုဒီနေ့ဒီတင်စီထားသေးပါပဲမိတ်ဆွေတို့ကရောဘယ်လိုထင်ပါသလဲဘာမူလာရီကမှာတခြားလူဝဲစမ်းချက်မှုတွေရှိနေနိုင်သေးလား ကိုယ့်ရဲ့အတွင်းမြင်လေးတွေကိုကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ခင်ဗျဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like ပေးခဲ့ဖို့နဲ့နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေအတွက်တင်ကင်းပွိုင်း channel လေးကို subscribe နှိပ်ထားဖို့မမေ့နဲ့နော်ကျွန်တော်ကတော့ကိုရှိုင်းပါအားလုံးဘေးကင်းကြပါကြပါစေခင်ဗျ